ကဲမြန်မာပြည်ကအမျိုးချစ်ပါတဲ့အမျိုးဘာသာတာတနာတသက်လုံးအော်တာတဲ့လူတွေဒီကာလမှာတော့အကုန်လုံးအလိမ်ပေါ်ပြီနော်စစ်တပ်ကိုအမှန်ကန်ထောက်ခံခဲ့တဲ့ကိုမောင်မောင်ကိုတိုင်ဘာပြောလဲဆိုတာကြည်ွားလိုက်နော်တသက်လုံးဒေါန်ဆန်းစုကြည်ကိုကလာကလာကလာဆိုပြီးတိုက်ခိုက်လာတယ်အာမျိုးချစ်ပါတဲ့အမျိုးဘာသာတာတနာလို့မဖတာလို့အော်လာကြတဲ့လူတွေဒီကာလမှာဘာသူတို့ဟာတကယ်ပဲအမျိုးချစ်တာလားသူတို့ဟာတကယ်ပဲတတ်မတော်ကိုချစ်တာလားဆိုတာကိုကွက်ကွက်ကွင်းကွင်း အကုန်ဖြေပေါ်ရတာပဲဘာလဲသူတို့ကိုကျိုးအတွက်လိန်ညာနေကြတာမကုံမောင်ဖော်ထုတ်ပြီးနားတာနားထောင်ကြည့်ပါအတဒီကိစ္စဒေါအောင်ဆန်းစုကြည်လှုပ်လေဒေါအောင်ဆန်းစုကြည်ကိုခင်ဗျားတို့ကကလမပြောမယ်များသိတယ်မလားဒေါစုကြည်လှုပ်ရင်ခင်ဗျားတို့ဒေါစုကြည်က OIC ရဲ့ထောက်ခံစားတယ်ပေးစာကန်းစားတယ်ယူထားတယ်ဒေါစုကြည်ကမျိုးပြအောင်လုပ်နေတယ်ခင်ဗျားတို့ပြောမယ်ဟုတ်တယ်ဟုတ်ဟုတ်တယ်အချိန်လုံးပြောလာခဲ့တာဒေါအောင်ဆန်းစုကြည်က OIC ရဲ့ထောက်ပံ့ယူထားပြီးတော့အကလားတွေကိုနေရာပေးတယ်တစ်ချိန်လုံးဒီကလားနဲ့တိုက်ခိုက်လာဒေါအောင်ဆန်းစုကြည် အကူမောင်ပြောတဲ့ခါမှာလည်းဟာကူမောင် OIC ကဝယ်လိုက်ပြီကူမောင် OIC ကပေးစာကန်းစာတွေစားထားတယ်လေဟုတ်လားကူကူမောင်ကလုံမယ်ဟဲ့ဆိုရင်မပေါ်ရနော်ကျွန်တော်ဒါအားပေးမိမယ်ဆိုလို့ရှိရင်အခုခင်ဗျားတို့ရဲ့ဘဘကြီးကိုတိုင်ကခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဘကြီးကိုတိုင်ကလုံတဲ့အခါကျတော့ခင်ဗျားတို့ဘာများပြောရဲလဲခင်ဗျားတို့အဲ့ဒီမဘာသားလေနော်အဲခင်ဗျားတို့အမျိုးသားကြီးပါအော်နေပြီးတော့တခါတည်းအဘာသားကိုချစ်ပါလေတာသနာကိုချစ်ပါလေကျွန်တော်တို့ကမှဟိုကလုတ်ပြမတရားလုတ်ပြမဆိုတဲ့အဲ့ဒီအမျိုးသားကြီးနော်တကယ်မဘာသားဆစ်စစ်နေဘယ်ရောက်ကုန်လဲဘယ်ချောင်းကတ်နေကုန်လဲကဲရှင်းရနော်တွေ့ရနော် ဲ့လိုအမှန်တရားတွေပြောရင်ပြည်သူကလက်ခံပြီးသားရှင်းရှင်းလေးဘောမတွေကိုပြည်သူတွေဘာဖြစ်လို့စောင့်မြင်ကြတာလဲဗယံပဒါတွေပြောပြီးတော့ဒီအဘတွေအကြိုက်ပြောလို့ဒီလိုမျိုးဘောမဆမ်းမှာဒီလိုဘောမတာကိုပြည်သူလက်မခံကြိုက်တယ်လို့ပြောအာအော်ဘုကောင်းတယ်နော်ညီနေညာဆိုလှန်ဆိုင်ခြင်းနဲ့အဲ့တော့ခင်ဗျားတို့ကိုခင်ဗျားတို့အမျိုးသားရေးလို့မဘာသာလို့မအော်နဲ့ဗျာမခေါ်နဲ့ဗျာနော်။ဘာကြောင့်လဲဆိုတော့အမျိုးသားရေးသမားတွေမဘာသာသမားတွေတိတ်ခါကြကျွန်တော်ဒီတကယ်ပြောရမစကျွန်တော်မဘာသာကိုယုံကြည်ပါတယ်နော်။မဘာသာကိုချစ်မြတ်လို့ပါတယ် ကျွန်တော်ဒန်းတို့ညီမအခွင့်အရေးကိုနားလဲကျွန်တော်ဆိုလိုချင်တာလဲဒီမလီစောက်ချင်းကိစ္စသူနဲ့မဆိုင်တာကိုလုပ်နေတာကျွန်တော်ပြောတာနော်စောက်တာမစောက်တာကိုကျွန်တော်မပြောချင်ဘူးကျွန်တော်ဆိုလိုချင်တာသူနဲ့မဆိုင်တာလောဘတွေတအားချော်လိုက်အစ္စလာမ်နေတော့မှစောက်ချင်ရလားခင်ဗျောက်သွားမိကြည်ရောလမ်းမှတ်နားတယ်လေကျွန်တော်အောက်မှာလမ်းမှတ်ထားတဲ့အစ္စလာမ်ဘာသာဝင်တွေအဲ့ဒီပြည်သွားလည်းမသက်ဘူးတဲ့အစ္စလာမ်ဘာသာတရားပေါ်ဒီဘာသာဝင်တွေအပေါ်ကိုစေတနာဖြူစင်လို့စေတနာထားလို့ဝိတက်ဖို့အတွက်ဒီပြည်ကိုစောက်ပေးတာမှမဟုတ်တာ သူကိုကျော်အတွက်သူအတုံးချတာလေအစ္စလမ်ဘာသာကိုအတုံးချတာစီစီလေးအဲ့တော့အစ္စလမ်ဘာသာဝင်တွေပြည်သူမှရှိတဲ့အစ္စလမ်ဘာသာဝင်အများစုကောင်းတည်ပြီးတာဒီကောင်ရုပ်မာလေဆိုတော့ဟာတမင်တကာများမီးမွေးနေလို့ဖြစ်နေဒါကတမင်တကာမီးမွေးခြင်းဘက်ကကျွန်တော်ကြည့်အောင်ဗျာနော်နောက်ထပ်တစ်ချက်ကိုဆက်ကြည့်တဲ့ခါမှာရုရှားနိုင်ငံတွေခွဲထွက်လာတဲ့ခါဇက်စတန်တို့နော်တာကမင်နစ္စတန်တို့နော်ဥဇ်ဘက်ကစ္စတန်တို့ဒါတွေကမွတ်စလင်မဂျော်ရတီကန်ထရီတွေနော်အဲ့တော့အဲ့နိုင်ငံတွေထဲကိုမျက်နာရဖို့အတွက်အဲ့နိုင်ငံတွေနဲ့ပေါင်းသင်းတဲ့ခါမှာပေါ့ဗျာနော်ကျွန်တော်ကြည့်ရတာလောကအရန်ချော်ဖို့အတွက် အဲ့မှာခင်ဗျားတို့နိုင်ငံကိုကျွန်တော်ခင်ဗျားတို့နိုင်ငံကိုခင်ဗျားတို့ကျွန်တော်ဆက်ဆွဲတယ်လို့ဒါကိုကျွန်တော်ဆက်ဆွဲမှုခြေပါတာနော်လောကွချော်တာမဟုတ်ဘူးအဲ့ဒီနိုင်ငံတွေကိုဖားထားမှာတူပြေးလို့ရှိရင်အစင်းနစ်ဖြစ်မှာလေအတူကဒါခြေလှမ်းမဲ့မင်းအောင်နိုင်ရမင်းအောင်နိုင်နေပြည်တော်မှာပလီဆောက်ပေးတယ်ဆိုတာအဲ့ဒီနိုင်ငံတွေအကြိုက်လုပ်ပေးတာအဲ့ဒါမှတူပြေးလို့ရှိရင်တူဟိုမှာတူလက်ခံမှာတရုတ်နဲ့ရုရှားတူလက်ခံမှာပြင်းရှင်းနေတယ် ကျွန်တော်ကိုခင်ဗျားတို့ဆက်ဆွဲနေ OIC ကပေးတာကန်းစာစားရတယ်ဆိုပြီးခင်ဗျားဆက်ဆွဲနေပြီမယ်အေးတကယ်တကယ်လုံနေတာခင်ဗျားတို့ရဲ့ပပတီနော်ခင်ဗျားတို့ကျွန်တော်ရဲ့ပပတီကိုတိုင်ကအမှသွားပြီးအမှအခုသွားတွေ့တယ်သူရောက်နေတဲ့နိုင်ငံတော်မှာပဲကာဇက်စတန်ခေါ်တယ်ကာဇက်စတန်ဆိုတာမွတ်စလင်အနေနဲ့မရှိဘူးဆို90ရာခိုင်နှုန်းနီးပါးရှိပါတယ်90ရာခိုင်နှုန်းဆိုရင်တော့ဒါ majority ထောက်များနေပါပြီနော်အဲ့တော့အဲ့တော့ခင်ဗျားတို့တကယ်တမ်းသူလုတဲ့ခါကျတော့ခင်ဗျားတို့ဘာပြောရလဲအဲ့တော့ခင်ဗျားတို့ကဘောမှလည်းမဟုတ်ဘူးခင်ဗျားတို့ကအမျိုးသားရေးသမားလည်းမဟုတ်ဘူးခင်ဗျားတို့ကမဘာသာလည်းမဟုတ်ဘူးနော် ခင်ဗျားတို့ဟာတက်တက်ထင်ပေါ်ခြင်းလို့เนาะဒီ line ပေါ်မှာပြဿနာရှာခြင်းနေတဲ့ပြဿနာအုပ်စုတွေလေကျွန်တော်မြင်တယ်မဘာသာစစ်စစ်ဆိုတာလည်းကျွန်တော်เนาะမဘာသာစစ်စစ်လို့ခင်ဗျားတို့ကျွန်တော်အတိမတ်ဒီဘက်တော့ခဲရင်သားပဲအဲ့တော့ကဲပြောရတာရှင်းတယ်เนาะတော့ပြောရတာရှင်းတယ်เนาะတွေ့တယ်မလားအခုကိုမမောပြောရတာတွေဒဲပဲပြောရတာတကယ်ပဲပြည်သူ့မှာရှိတဲ့အမျိုးဘာသာသာသနာဆိုတာဘာသာတရားကိုချစ်လို့လည်းမဟုတ်တတ်မတော်ကိုချစ်လို့လည်းမဟုတ်သူတို့ကိုကြိုးအတွက်သူတို့အာနာရှိတဲ့ခေါင်းဆောင်တွေကိုလိုက်ထင်လိုက်ရတာ နော်အဲ့ဒါဘောမှလည်းမဟုတ်ဘူးနော်အဲ့တော့ဒီလူတွေဟာတိုင်းပြည်အတွက်ပြည်ထနာရှာဖို့အတွက်တီးတဲ့လိုက်လုံနေတဲ့အုပ်စုတစုတည်းမပေါ်ဘူးကိုမောင်ပြောတာနည်းအောင်လေးလေးဒေါက်ဆန်းစစ်တီလက်ထောက်မှာကျွန်တော်တို့ဒီမဘာသားတွေပြာเนาะကျွန်တော်တို့ဒီစန်းစန်းတမန်နဲ့ဒေါက်ဆူကြီးကိုခန့်ခွဲတာဟာဒေါက်ဆူကြီးကအစ္စလာမ်ဘာသာနိုင်ငံတည်အောင်လုပ်နေတာလူခွင့်ရရှိတယ်တင်တာအဲ့ပတ်သက်တွေဘယ်ရောက်ကုန်ပြီလဲကွာကျွန်တော်မြင်နေတယ်အဲ့ပတ်သက်တွေတိတ်ဆိတ်နေသူတို့ဘာဘာလုပ်တဲ့ခါကျတော့ချက်ချင်းနဲ့သူတို့က OIC နိုင်ငံဖြစ်သွားတယ်เนาะသူတို့က OIC အဖွဲ့ဝင်ဖြစ်သွားတယ်အဲ့သူတို့ကမွတ်စလင်တွေဖြစ်ကုန်တယ်မှတ်ကြရပါဒီကောင်းရောက်ပါ အဲ့တော့ခင်ဗျားတို့ကနိုင်ငံရေးကိုခင်ဗျားတို့ကမမသားကြီးလည်းမဟုတ်ဘူးခင်ဗျားတို့ကဘောမလေးလည်းမဟုတ်ဘူးခင်ဗျားတို့ကစစ်တပ်ထောက်ခံနေရလည်းမဟုတ်ဘူးခင်ဗျားတို့ကကြောက်ကြောက်ကြီးနဲ့ထင်ပေါ်ကျင်နေတဲ့သူတွေကြောက်ရွံ့ပြီးထင်ပေါ်ကျင်နေတဲ့သူတွေပါနော်ဟုတ်တယ်တကယ်မှန်တယ်ကိုကိုကိုမမသားလည်းမဟုတ်စစ်တပ်ထောက်ခံတယ်ဆိုတော့စစ်တပ်ထောက်ခံတဲ့သူဆိုရင်စစ်သားကောင်းချိုးကိုလောက်အောင်တက်မလို့ကောင်းချိုးကိုလောက်အောင်တက်မလို့ကောင်းချိုးတို့ပြောရရမယ်မဟုတ်ဘူးခင်ဗျားတို့ကစစ်တပ်ထောက်ခံတယ်လည်းမဟုတ်ဘူးခင်ဗျားတို့တွေကျွန်တော်အမြဲပြောတဲ့အိစံကဟုတ်တယ်နော် တမ္မတော်ချစ်မြတ်လူနိုးလူများဆိုပြီးတော့သူတို့လုံနေသူတို့ပါဇက်ကပြောတာကတမ္မတော်ချစ်မြတ်နိုးလူများတကယ်သူတို့လုံရဲ့လုံရက်ကတမ္မတော်အတွက်အလုံးလုံးတာလားပြန်ကြည့်ပါသူတို့ပြောတော့ငစီသွေးခွဲနေပြီသွေးခွဲတာမဟုတ်ဘူးကျွန်တော်လက်တွေ့ကျကျကြည့်ဖို့လို့စစ်သားတွေရဲနေနေနေမင်းတို့ကိုထောက်ခံပါတယ်ဆိုတဲ့နာမည်ကိုတုံးထားတဲ့လူတွေကမင်းတို့ကောင်းကျိုးအတွက်လုံတာလားသူတို့ကောင်းကျိုးအတွက်လုံတာလားတမ္မတော်ကိုကုလုံးလုပ်ပြီးသူတို့ကောင်းကျိုးအတွက်လုံတာတမ္မတော်ချစ်သူများဆိုရင်ဒီတမ္မတော်ကြီးအစ်င့်မြင့်လာအောင် ဒီတက်မတော်ထဲမှာရှိတဲ့တက်မတော်သားတွေလူနေမှုအဆင့်အတန်းကစမြင့်မားလာအောင်အခွင့်အရေးတွေရှိလာအောင်မတရားမှုတွေပပျောက်လာအောင်လုပ်ပေးရမှာမဟုတ်ဘူးလားဒါမှတက်မတော်ကိုချစ်တာလေကျွန်တော်ဒါကျွန်တော်အမြင်ကျွန်တော်မြင်မှားရင်ပြောပါဟုတ်တယ်မလားအဲ့တော့လက်ရှိဒီဘောမတွေလုံနေတာဒီစစ်သားတွေအခုကျွန်တော်အများပြောသလိုဗျာမင်းအောင်အာနာသိမ့်ပြီးတဲ့က2021ထဲကနေအခု2025ထိစစ်သားဘယ်လောက်တည်သွားပြီလဲရဲဘယ်လောက်တည်သွားပြီလဲစစ်သားဘယ်လောက်ဒုက္ခိတဖြစ်သွားပြီလဲရဲဘယ်လောက်ဒုက္ခိတဖြစ်သွားပြီလဲ အဲ့ဒီတေဝါနဲ့ဒုက္ခိတပြေဝါတဲ့လူတွေအတွေ့အဲ့ဒီတမ်းမတော်ချစ်ပါတယ်ဆိုတဲ့လူတွေဘာတစ်ခုလုပ်ဝေးဘူးလဲအဲ့ဒါမပြောနော်အဲ့ဒါမပြောအဲ့တော့တမ်းမတော်ချစ်ပါတယ်ချစ်ပါတယ်လာမပြောနဲ့အဲ့ဒါကိုအရင်မေးမင်းတို့ဘာလုပ်ပေးပြီးွားပြီလဲသူတို့တမ်းမတော်ချစ်တယ်ဆိုတာကသူတို့အကျိုးအမြတ်ရဖို့အတွက်သူတို့အခွင့်အရေးရဖို့အတွက်တမ်းမတော်ကိုချစ်ပါတယ်လို့អော်ပေးတာတမ်းမတော်ကိုချစ်တာမဟုတ်ဘူး နော်အဲ့ဒါအဖေပဲအခုဒီမှာအကောင်လုံးပေါ်ထွက်လာပြီကိုမောင်စော်တာမဲအောင်နေသေးတယ်ဒါသူတို့အချင်းချင်းနော်မောင်မောင်စော်တာကပြောင်ကြီးပြောင်ကြီးဆိုပြီးတော့တော်လိုင်းအရာစုကအမြဲတွားဆွဲနေတာဒီနေ့ဒီနေ့တွားဆဲတာကိုခံပြီးတော့တူဒီဘောမှာပါတူဒီတက်မလို့ထောက်ခံလူပါလို့ရက်တီခဲ့တဲ့လူဒီလိုလူမျိုးမျက်နှာပြပြီးတော့ပေါ်တင်ထောက်ခံခဲ့တဲ့လူဒီလိုလူကတော့ပြန်ပြောတယ်ဆိုရင်မင်းတို့ဒီဘောမှာအတိုင်းအဝိုင်းမှာဘလို့ဖြစ်နေပြီလဲကြည့်ကြပြီးတော့လားအာ ကြောက်ကြောက်ကြီးနဲ့ထင်ပေါ်ခြင်းတွေရတူတယ်။နေရာရဖို့အတွက် line ပေါ်မှာနော်ကြည့်ရတာကျွန်တော်လည်းတောင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 ်းမပြောချင်ပါဘူးအချင်းချင်းတဲ့မျိုးတွေပေါ့နော်။အဲ့တော့စစ်တပ်ထောက်ခံဆိုတာစစ်တပ်ထောက်စစ်တပ်ထောက်ခံဆိုတာစစ်တပ်ကောင်းစုတာလုပ်ရတယ်။စစ်တပ်ကိုမတရားဖြစ်လို့ရှိရင်မတရားတော့ပြောရရတယ်နော်။အဲ့တော့မှစစ်တပ်ထောက်ခံသူလို့ခေါ်တယ်။ခင်ဗျားတို့စစ်တပ်ထောက်ခံသူမဟုတ်ဘူး။ဟုတ်ပြီ။ထောက်တယ်နော်ကျွန်တော်ပြောတာစစ်တပ်တကယ်ဖြစ်လို့ရှိရင်တမတော်သားတွေအခုစုတ်ပြတ်နေမှာဘဝတွေ။ဟမ်ဒီတမတော်သားတွေစုတ်ပြတ်နေဘဝတွေမြင့်မားအောင်ပြောပြရမယ်။ တိနိုင်ငယ်ချင်းစစ်တပ်ထဲမှာမှားမမှန်မှန်ခံပြောဝင်မရှိတဲ့အကျင့်တွေပြင်ပေးရမယ်။ဟောမှန်လို့ရှိရင်အောက်ရှေ့ရဲဘော်လေးရတယ်ကာချုပ်ကိုပြန်ပြောဝင်ရှိရမယ်။စစ်မိုက်ဆိုလာမလုပ်နဲ့စစ်မိုက်နဲ့ရောမချနဲ့စစ်မိုက်ဆိုတာမှန်ကန်တဲ့ပုံမှန်လာနာခံတာမမှန်ကန်တဲ့အရာပေးလိုက်စစ်မိုက်ဆိုပြီးနာခံတာတောင်းရှိဘူး။နော်လူတွေဒါတလက်ဆန်တွေမဟုတ်ဘူးအခုစစ်တပ်မှာကပါလေတလက်ဆန်ပုံစံမျိုးจิตသုံးခိုင်းနေတာစစ်မိုက်ဆိုတဲ့အကောင်းဆုံးအောက်ကိုဆွဲသွင်းပြီးတော့ဘာလို့ဖြစ်တယ် ။တလိုက်ဆံဝါရရိုက်သွင်းပြစ်ခံနေတယ်။အဲ့တော့စစ်သားတွေဘာဖြစ်စစ်ခွဲပြစ်ကုန်တာ။တိတနာအဲ့တော့ပဲ။ကိုနေကအခုကိုမောင်ပြောသလိုတကယ်တပ်မတော်ချစ်သူများဆိုပြီးတော့တပ်မတော်ဓာတ်တွေအတွေ့မျက်တမှန်ကန်အောင်လုပ်လာမယ်ပြောလာမယ်ဆိုရင်စစ်ခွဲဖြစ်เสียအကြောင်းမရှိဘူး။အဲ့တော့စစ်ခွဲဘာဖြစ်လို့ဖြစ်လဲ။ဒါကုန်လဲစစ်သားတွေတိဖို့လို့နော်အခုကျွန်တော်ပြောတဲ့ဗီဒီယိုဖိုင်ပြပေးလိုက်ပါစစ်သားတွေမှားလားမှန်လားငါပြောတာလို့ မဘာသာလားဆိုတော့မဘာသာဆိုထားပါတော့ဗျာနော်မျိုးဘာသာသာသနာကိုကောက်ကွယ်ရမယ်ဟဲ့လားတစ်ဖက်ဘာသာရဲ့ဒါပြန်ပွားလာမှုတွေကိုထိန်းပြီးတော့ချိန်ကြီးရမယ်မဘာသာလားဆိုတဲ့ခါကြောင့်လဲမဘာသာလည်းမဟုတ်ပြောမဘာသာဆိုတဲ့ချင်းဒီချိန်မှာထားကြနေပြီနော်ထက်တက်ကြနေပြီအဲမဘာသာလားဆိုတော့မဟုတ်ဘူးကိုကိုကိုအမျိုးသားရဲ့အနေခံပြီးတော့အဲဘယ်လိုခေါ်မလဲဆိုတော့ချင်း line ပေါ်မှာထင်ပေါ်ခြင်းနဲ့အဘကိုကြောက်ရွံ့ပြီးတော့ထင်ပေါ်ခြင်းတွေရတယ်လေနော်မဘာသာလည်းမဟုတ်ဟုတ်တယ်လေမဘာသာဆိုလို့ချင်းဘုရင်ကပြောသလိုမျိုးဘာသာသာသနာကိုကာဝယ်ဆောက်ရှောက်ဘူးပေါ့ဟုတ်တယ်ကဲ ကိုအမျိုးကိုဘာသာကိုကာကွယ်ဖို့စောင့်ရှောက်ဖို့အဲ့လိုဆိုရင်ဘာလို့ကမနံပါတ်၁ကိုအမျိုးကိုဘာသာကိုတူများတွေကလေးစားလာအောင်လက်ခံလာအောင်လုပ်ရမှာမဟုတ်ဘူးလားအထင်ကြီးလာအောင်လုပ်ရမှာမဟုတ်ဘူးလားဟမ်အကတ်ကနံပါတ်၁လုပ်ရမှာအဲ့ဒါအဲ့ဒီလုပ်ငန်းစဉ်မဟုတ်ဘူးလားဟောအမျိုးဘာသာကိုကာကွယ်စောင့်ရှောက်တူရဲ့နံပါတ်၁လုပ်ရမယ့်လုပ်ငန်းစဉ်ဒီကိုအမျိုးကိုဘာသာကိုအခြားဘာသာဝင်တွေရံမပြုတ်လာအောင်မစော်ကားလာအောင် ကိုအမျိုးကိုဘာသာကိုသူများတွေလက်ခံလာအောင်အထင်ကြီးလာအောင်လေးစားလာအောင်လောက်ကမမှောက်ဘူးလားဟုတ်တယ်နော်ရှင်းရှင်းလေးပြီးမှကိုဘာသာပြန်ပိုင်းအတွက်ကိုလောက်ကမယ်နံပါတ်1ဦးတည်ချက်ကအဓိကလက်ရှိမမတာလို့ပြောနေတဲ့သူတွေအဲ့ဒါတွေလှုပ်လားဟာကလာကလာသွားပြီးတော့ဟမ်သူများဘာသာသွားပြဿနာရှာလှုပ်လားစဉ်းစဉ်းစဉ်းစားကြည့်လေအမျိုးဘာသာကဝယ်ဆောက်ချက်ဆိုနံပါတ်1ဦးစားပေးဒီကိုမျိုးကိုဘာသာကိုသူများဘာသာတွေက လက်ခံလအောင်ငေးမောလအောင်အားကြလအောင်နှစ်တက်လအောင်ဟမ်လောက်ကမှနံပါတ်1ဦးစားပေးပဲဒါပေမဲ့အဲ့ဒီဦးစားပေးအလုပ်ကိုလုပ်တဲ့မဘာတာရှိလားအဲ့ဒါအဖြေပဲအခုမင်းတစ်တလုံးကလားကလားလို့អော်လာတယ်ဒေါ်ဆန်းစုကြည်ကိုအားကလားအပေးអော်လာတယ်အခုနေပြည်တော်တို့နေရာမျိုးဘာဝိတက်မဲ့လူမမရှိတဲ့နေရာမျိုးမှာဗလီးဆောက်တယ်မင်းအောင်နိုင်ရအဲ့ဒီကလားကလားអော်လာခဲ့တဲ့မဘာတာអော်လာခဲ့တဲ့မဘာတာတွေတောင်မှအတံဆိုတော့တိတ်ဆိတ်နဲဟိုတောင်ကျောင်းမြတ်ကကြိုးအချောင်ဖတ်ပြောတာလားဝယ်ရှိတယ် အင်းနဲ့အားလိုက်လို့ဆိုတော့ဝေးကြီးအဲ့တော့ဒီကသူတို့ရဲ့အမျိုးဘာသာတည်မှန်တဲ့အမျိုးဘာသာတည်ရောက်တဲ့အမျိုးဘာသာတော့စဉ်းစားချင်းချင်းလေးဟုတ်စစ်တက်ခောက်ခံသူလည်းမဟုတ်ဘူးเนาะခင်ဗျားတို့အားလုံးကိုကုတ်ကိုမှန်တဲ့ကြည့်ပြီးတခြားပြောပါเนาะအဲ့တော့အခုရောစုချီတာလုပ်မယ်ဆိုခင်ဗျားတို့စွာကြောက်လိုက်နေဖြစ်ချင်းကြောက်လိုက်နေဖြစ်ချင်းနော်ခင်ဗျားတို့ကြောက်နေအားကြီးစစ်ဖက်နဲ့အာနာရှင်ကိုကြောက်ကျန်တဲ့မဘာသာလည်းမဟုတ်ခင်ဗျားတို့စစ်တက်ထောက်ခံသူလည်းမဟုတ်ဘူးအခုကိုကိုသိထားပါဒီနေ့ဆက်ပြီးနော်အဲ့တော့အခု ဒီအလုပ်ကိုသာတော်စုကြီးလုပ်လို့ရှိရင်ခင်ဗျားတို့နောက်ဆက်ဆွဲလိုက်မယ်နော်ဒီစကားကိုသာကျွန်တော်သာလေကျွန်တော်သာသိရမလားအစ္စလမ်ဘာသာဝင်နေတဲ့ကျွန်တော်တို့ကညီကောင်မတွေပါဟလားကျွန်တော်ပြည်ထဲမှာအခုမင်းတို့ခင်ဗျားတို့ဘာဘာကြီးမိမှုတဲ့ခါကြတော့ခင်ဗျားတို့ကျွန်တော်ဆက်ဆွဲတယ်လို့ကျွန်တော်ဆက်ဆွဲဆဲရတော့ပြောရဲဘူးမှမပြောရဲပါတတိကဲကျွန်တော်မင်းမယ်နော်အခုကိုမောင်မောင်နေရမှာကျွန်တော်လူမျိုးပါဗျတော်လှန်ရေးဘက်ကလူတယောက်နေပြည်တော်မှာဗလီဆောက်တာဒေါအောင်ဆန်းစုကြည်ဒေါအောင်ဆန်းစုကြည်ကနေပြည်တော်မှာဗလီဆောက်ပြီနော် အာကိုမမောင်နေရာမှာကျွန်တော်လူတယောက်ကအာဒါကအစ္စလမ်ဘာသာဝင်တွေငါတို့ကညီကိုလိုနေရတယ်အခုမဖတ်တာတွေအခုငြိမ်နေတဲ့မဖတ်တာတွေအခုတို့ငြိမ်နေမလားနေအခုတို့ငြိမ်နေမလားလို့အဲ့တော့တည်းကဒီလက်ရှိပြည်သူမှာနော်ယိုတာတဲ့ခင်ဗျအမျိုးရှိစိတ်ဘာသာရှိစိတ်ပြေဝတဲ့ယိုတာတဲ့တူတွေကိုကျွန်တော်ပြောချင်ပါတယ်မင်းတို့တင်ထားတဲ့ခေါင်းဆောင်တွေဟာတကယ်အယိုးတားတဲ့စိတ်နဲ့အမျိုးဘာသာသာသနာအတိုင်းပြည်အတွက်အလုံးလုံးနေတာလားကိုဂျိုးအတွက်အလုံးလုံးတာလား တကယ်ရိုးသားတဲ့မှဘာသာတွေအများကြီးရှိတယ်အကုန်လုံးစီယုံတိမ်နေပြီသူတို့အင်အားဖြစ်အောင်ခုတုံးလုပ်ထားတာတိကျပြီးတော့အကုန်လုံးဒါအလိန်ကိုဒီကဲရှင်းလင်းစွာအလိန်ဖော်ပြတာမရှိတော့နော်အဲ့တော့ရိုးသားတဲ့တတ်မတော်ချစ်သူတွေရိုးသားတဲ့မှဘာသာတွေအမြင်မှန်ရကြတော့မင်းတို့ခေါင်းဆောင် ဆိုတဲ့အဲ့ဒီအပေါ်ဟာတွေတကယ်ပဲအမျိုးဘာသာသာသနာတတ်မတော်ကိုချစ်တော့လုံနေတာလားသူတို့အခွင့်အရေးရာရေးကိုကြိုးရာရေးထင်ပေါ်ရေးကြော်စောရေးအတွက်လုံနေတာလား ဒီပွဲအဖြေပဲဗျာဒေါ်ဆန်းစွကြည်တာနေပြီးတော့မှဘလီတဲ့မင်းတို့ခေါင်းဆောင်တွေအခုလိုပါဇက်ပိတ်ပြီးနေမလားဟမ်အဲအစ္စလာဘာဒဝင်းနေရဟမ်အင်းဒီဝင်းထပ်ပြောတာရှိတယ်ဘာဖြစ်လဲအစ္စလာဘာဒဝင်းဒီနိုင်ငံမှာကာဝယ်ဆောက်ချက်အဲ့ဒီစကားတွေဒေါ်ဆန်းစွကြည်တာနေပြီးတော့မှဘလီတဲ့လို့ဆိုရင်အဲ့စကားတွေပြောမလားအဲ့ကောင်တွေအဲ့ဒါအဖြေပဲလူရောက်มาတွေအကုန်လုံးနော်အဲ့ဒီလူရုံးမာတွေကိုခေါင်းဆောင်တင်မိထားတဲ့သူတွေခမရတို့ပြင်ဆင်ချိန်ရသေးတယ်ပြင်ရပြီတော့ နေအကောင်းဆုံးပဲအဲ့တော့ခင်ဗျားကိုယ့်အစ်စင်ကိုနားလည်သွားပြီအကိုကိုအသိထားဖို့လိုတယ်အဲ့တော့အခုဘဘကြီးကအစ္စလာမ် OIC နိုင်ငံတွေပါပဲဒီနိုင်ငံတွေကနော်တကယ်မွတ်စလင် majority country ဒီနိုင်ငံအနေနဲ့မျက်ပနာသိမှုအတွက်ကိုခင်ဗျားတို့အမျိုးသားရေးခင်ဗျားတို့သိချင်ကြတာလေခင်ဗျားတို့သူသူ့ကိုပခုံးထမ်းတင်ပေးလိုက်တာခင်ဗျားတို့မှာပါသားလေနော်အဲ့တော့ဘာကြောင့်ခင်ဗျားတို့ပခုံးထမ်းတင်ပေးလဲဆိုလို့ရှိရင်ဟာအမျိုးဘာသာသာသနာပြောတော့မှာသူကလည်းခင်ဗျားတို့အစိတ်ကြိုက်ပြားလိုက်ပါလေစီးတီကတည်းကတော့ Facebook မှာကိုမောင်မောင်ပြောထားတာကိုပြန်တင်ထားတဲ့ဗီဒီယိုဖိုင်တစ်ခုတည်းလို့ကျွန်တော် Facebook ကယူလာတာပါနော် တော့တူပြောရတာမှားလားအခုတူနဲ့ကျွန်တော်ပြောရတဲ့စကားမှားတယ်ဆိုရင်ပြူတော်ဆောင်ပြောလို့ရပါတယ်နော်ကျွန်တော်တို့ဒီမှာဆဲဆိုထားတာတခုမှမပါဘူးနော်တူလည်းမဆဲထားဘူးကျွန်တော်လည်းမဆဲထားဘူးကောင်းကောင်းမှုမှုပြောပြလာတာနော်အဲ့တော့ပြောချင်တာကကျွန်တော်တို့မြန်မာနိုင်ငံမှာဘာသာချစ်စိတ်လူမျိုးချစ်စိတ်ပြင်းထန်ကြတယ်အခုလည်းမွန်နဲ့ဟိုအပွားကြီးတယောက်နဲ့မွန်လူမျိုးတွေနဲ့ဖြစ်နေကြတယ်ဒါဇင်းနစ်ကပါတယ်ဘာသာချစ်စိတ်လူမျိုးချစ်စိတ်ကိုယ့်လူမျိုးကိုတအားချစ်ကြကောင်းတယ်အင်မတန်ကောင်းတယ်လို့ကိုယ့်လူမျိုးကိုကိုချစ်ကမှာညအားပေးတယ် ဒါပေမဲ့ချစ်ပုံချစ်နီးမှန်ကြဖို့အတွက်ကိုသတိထားဖို့လည်းလိုအပ်တယ်ကျွန်တော်တို့ချစ်တဲ့နေရာမှာကိုလူမျိုးချစ်တဲ့နေမှာသူများလူမျိုးရံမလို့ပြီးစေဖို့ကိုဘာသာကိုချစ်တဲ့နေမှာသူများဘာသာကိုရံမလို့ပြီးစေဖို့ကိုဘာသာကိုလူမျိုးချစ်တဲ့ဆိုရင်ကိုဘာသာကိုလူမျိုးကိုနော်အထက်တန်းစားဖြစ်အောင်သူများဘာသာဝင်သူများလူမျိုးတွေကလင်းစားလောက်အားကျလောက်အထင်ကြီးလောက်အောင်နော်လူအတိုင်းဝိုင်းထဲမှာအထက်စီးရောက်အောင်သူများတွေကပံ့ပိုးပေးနိုင်အောင်ကြိုးစားမှာအဲ့ဒါမှချစ်နီးအမှန် ငါမျိုးချစ်ပါတယ်သူများမျိုးကိုငါနဲ့ထိုင်တုံးနေအဲ့ဒါချစ်တာမဟုတ်ပါဘူးငါပါတာကိုချစ်ပါတယ်သူငါပါတာမှန်တယ်အကုန်ဖြိုချမယ်ဖျက်ချမယ်နော်ငါနဲ့ထိုင်တုံးနေအဲ့ဒါချစ်တာမဟုတ်ပါဘူးနော်အဲ့တော့ချစ်နည်းအမှန်ချစ်နိုင်ကြဖို့ကိုကျွန်တော်တို့တတိပေးရခြင်းဖြစ်ပါတယ်အမျိုးပါတာချစ်တာကောင်းတဲ့အလုပ်ပါချစ်တဲ့ချစ်ကိုချစ်ကြမယ်လူမှန်ရင်ဘာဖြစ်လဲကိုအမျိုးကိုပါတာတည်ရမယ်အဲ့ဒါလူကိုမျိုးကိုပါတာတော့မတည်ဆိုရင်ဒါလူမဟုတ်ဘူးဒါပေမဲ့ချစ်နည်းချစ်ဖို့မှန်ကန်ဖို့လို့အရေးကြီးတယ်အခုမင်းအောင်လှိုင်း နေပြည်တော်မှာဘာအစ္စလမ်ဘာသာဝင်မှမရှိတဲ့နေပြည်တော်မှာဗလီတယ်ပေးတယ်။အဲ့ဒီမင်းအောင်နိုင်လှုပ်ရက်နေရာမှာဒေါ်အောင်ဆန်းစုကြည်လှုပ်ရင်ရောဆိုတဲ့စကားတစ်ခုမဲကျွန်တော်မင်းနဲ့ကျွန်တော်အများကြီးမပြောဘူး။အဲ့ဒီအခုတပ်ပေါက်တွေပိတ်နေတဲ့မဘာတာနော်မဆဲဘူးဆိုဆဲမိပြီ။နော်မဘာတာတွေနော်အဲ့ဒီမျိုးချစ်တွေအဲ့တမတော်ချစ်သူများဆိုတဲ့ဟာတွေဒီတိုင်းငြိမ့်နေရမှလား။လမ်းပေါ်မရောက်ရင်လဲဖြတ်လိုက်။အဲ့ဒါအဖြေပဲ။နော်အဲ့တော့ကျွန်တော်တို့နိုင်ငံရင်းမှာ တကယ်အမျိုးဘာသာသာသနာဆိုပြီးတော့အရှိရအော်ပြီးလုပ်နေတဲ့ကောင်တွေဟာအမျိုးဘာသာသာသနာအတွက်အော်လုပ်တာလားသူတို့အတွက်အော်လုပ်တာလားအဲ့တော့ယိုးသားတဲ့အမျိုးချင်းစိတ်ရှိတဲ့အမျိုးဘာသာဝင်တွေစုတယ်မဘာသာဆိုလဲအင်အားကောင်းတိဆောက်တယ်အင်အားကောင်းတဲ့အချိန်မှာသူတို့ကအဲ့ဒီဘာသာရေးအကြောင်းပြလူမျိုးရေးအကြောင်းပြကြီးသူတို့ကိုကြိုးအတွက်သူတို့မျက်နှာရဖို့အတွက်လုပ်တယ်အောက်ချင်မမတာအဖွဲ့ဝင်တွေအောက်ချင် မျိုးချစ်အဖွဲ့ဝင်တွေကဝင်းင်းကပြောသလိုသူတို့ရဲ့အဖြစ်ကနွားဖြစ်ရက်တီပေးရတယ်အဲ့တော့ဒါတွေကိုဒီနေ့ခင်မှာတိကြပြီးတော့ ဒီနေ့ကျွန်တော်တို့တိုင်းပြည်ဟာအဲ့ဒီရဲ့နော်အောက်ကနေလွတ်အောင်ယုံရမယ့်အချိန်နော်အမြင်ချင်းမတူအခုမောင်မောင်တို့နော်တို့နဲ့ကျွန်တော်တို့အမြင်ချင်းမတူဘူးတဘောသားချင်းလည်းမတူဘူးဒါပေမဲ့တူတို့ပေါ်ကျွန်တော်တို့ respect ရှိသူကျွန်တော်တို့ပေါ်တို့ရဲ့ respect ရှိတယ်တို့ပြောတဲ့ဇကားတွေကိုကျွန်တော်တို့လက်ခံပေးလို့ရတယ်လို့ကျွန်တော်တို့ပြောတဲ့ဇကားတွေကိုလည်းတို့လက်ခံပေးလို့ရတယ်တရားယာဂိုင်းတော့အမြင်ချင်းမတူရင်လည်းနေရမယ်တရားယာဂိုင်းတော့အမြင်ချင်းမလွဲနေဘူးနော်တို့တို့လောက်ရက်တွေကလည်းအောက်တန်းမကြတယ်လို့ကျွန်တော်တို့လောက်ရက်တွေကအောက်တန်းကြတယ်လို့မလို့ဘူး အဲ့တော့ဘာဖြစ်တယ်တိုင်းပြည်တိုးတက်တယ်အခုကိုမောင်မောင်တို့ပုံစံမျိုးဟိုဘက်အချမ်းမှရှိတယ်ဒီဘက်ဒီမိုစီအဘက်ချမ်းမှကျွန်တော်တို့စိတ်ထားနိုင်မယ်ဆိုရင်တိုင်းပြည်ကဘာဖြစ်မလဲသူတို့လည်းသူတို့ဘက်ကစူးစမ်းမယ်တိုင်းပြည်အတွက်ကျွန်တော်တို့လည်းကျွန်တော်တို့ဘက်ကစူးစမ်းမယ်တိုင်းပြည်အတွက်သူတို့ဘယ်တော့စူးစမ်းနိုင်မလဲသူတို့ကတရာဖို့ဆိုကျွန်တော်တို့နှစ်ရာဖို့စူးစမ်းမယ်ကျွန်တော်တို့နှစ်ရာဖို့စူးစမ်းရင်သူတို့ကလေးရာဖို့စူးစမ်းမယ်အဲ့တော့ဘာဖြစ်မလဲတိုင်းပြည်ကောင်းဖို့နဲ့တိုးတက်လာမယ်အဲအတိုက်ခံဆိုတာအဲ့လိုမျိုးကိုပြောတာအခုမြန်မာပြည်မှာရှိတဲ့ဒီမျိုးချစ်တို့ တက်ပြီးတော့ထောက်ခံသူအများစုဒါတွေဥဆောင်တဲ့လူတွေကစားအောက်တန်းကြတဲ့လှုပ်ရက်တွေလှုပ်တယ်အောက်တန်းကြတဲ့အပြောတွေပြောတယ်ဗယံမလာတွေနေတယ်ဗယံမလာတွေလှုပ်တယ်အဲ့တော့တိုင်းပြည်ကမတိုးတက်လာတဲ့အပြင်မင်းအောင်နိုင်လို့အောက်တန်းစားတက်အုပ်ချုပ်တာတက်အုပ်ချုပ်ပြီးတိုင်းပြည်ဖြစ်လာကိုခံမဲ့နေတာဖြစ်ရောက်လာတာနော်အဲ့တော့ကျွန်တော်တို့ဒီအချိန်မီပါသေးတယ်မင်းအောင်နိုင်နေရာမှာဒေါ်အောင်ဆန်းစုကြည်လှုပ်တယ်လက်မခံနိုင်သူမင်းအောင်နိုင်လှုပ်လဲလက်မခံနိုင်ဘူးဆိုတော့မှန်ကန်တဲ့စိတ်သက်တွေကိုထားနိုင်ကြဖို့လို့ ကျွန်တော်တို့တွေကနိုင်ငံရေးနဲ့ပတ်သက်လိုက်ပုံကိုဆွဲမထားကြပါနဲ့လောက်ရက်တွေကိုလက်ခံကြပါလောက်ရက်ကိုပဲကြည့်ပြီးအမှားအမှန်ကိုဝေဖန်ကြပါဒါဆိုရင်ကျွန်တော်နိုင်ငံတိုးတက်မယ်ကောင်းမှာပဲအာငါတို့အားပေးတဲ့ဘက်သူ့ဘက်ငါဘက်တော့ကြည့်ရင်တော့ကျွန်တော်တို့တွေကတိရစ္ဆာန်ပဲဖြစ်တယ်ဟုတ်တယ်လေတိရစ္ဆာန်နေဆိုရင်မကြည့်တယ်သူ့ဘက်ကိုဘက်တော့ပဲကြည့်တယ်သူ့ငါအဖွဲ့တို့ဖွဲ့တော့ပဲကြည့်တယ်အဲ့ဒါတိရစ္ဆာန်ပဲနော်ဒါကြောင့်မလို့နိုင်ငံရေးနဲ့ပတ်သက်လို့တိရစ္ဆာန်ဝါဒတွေကိုလက်လွတ်ကြပါလူပီတာတဲ့စိတ်သက်တွေကိုငွေးကြပါလို့တိုက်တွန်းချင်ပါတယ်เนาะဒီလိုဘောမမျိုးဒီလိုမျိုး အတိုက်အခံမျိုးကိုကျွန်တော်တို့တွေကြိုးစားပါတယ်လေးလေးလေးစားတယ်ကျွန်တော်တိုင်းပြည်အတွက်ကိုမောင်မောင်တို့စိတ်သက်ထားနိုင်မဲ့လူတွေကိုထွက်ပေါ်လာပါစေလို့ကျွန်တော်ဖိတ်ခေါ်ပါတယ်เนาะဒါမှသာတိုင်းပြည်ဟာအတိုက်အခံတွေဖြစ်ပြီးတော့တိုးတက်နိုင်မှာဖြစ်ပါတယ်